ဒီဘာမှမတိနားမလဲတဲ့မူဂျိုဟာခလေးလေးတွေအိတ်ချိန်နော်အိတ်ချိန်မှာအိတ်နေတော့ပျို့ကြပါရဲဆိုတာလေလေတကယ်ကိုစိတ်မကောင်းလားသူတို့ဘွားလေးတို့သူတို့ဘာဖြစ်လို့ဖြစ်လိုက်မှန်းတော့သိမှာမဟုတ်ဘူးနော်ပြီးတော့မိသားစုတွေပေါ့တခွဲတပြားလေးဖြစ်ကုန်တာတကယ်ကိုခံစားပါဒီဘွားနောက်ဆုံးမဲ့ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။နောက်ဒီလိုမျိုး ကတ်ဆိုးဖေးဆိုးတွေနဲ့မကြုံကြပါစေနဲ့လို့အနည်းတကယ်လက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 ်ဆူတောင်းတယ်ခံလဲမခံစားနိုင်တကယ်ဟုတ်စိတ်မကောင်းဖြစ်တာအဲ့ဒီနဲ့ပတ်သက်တော့တိတိအသက်အခု68နှစ်ပေါ့နော်68နှစ်ကိုရှည်လာဆိုရင်ပြည့်ပြီဘဝမှာတခါမှလေငလင်းဆိုတာကိုအရင်တည်းကကြားဖို့မော်ပကံမှာငလင်းလှုပ်လို့ဖျားတယ်ပြိုးတယ်ဗားတယ်အဲ့လောက်ပဲအန်ဒီတို့ကြုံဘူးတာပေါ့နော် အခုကြုံရတာကြီးကလေလုံးဝအန်တီဒီမှာထိုင်နေတာ။ဩလှုပ်လိုက်ပေါ့ငလင်းလှုပ်တယ်ဟေးဆိုတော့လောက်ပဲအန်တီတို့ဒီရန်ကုန်မှာကြတော့တိတ်တအားကြီးဘာမှမဖြစ်တဲ့ဟာကြတော့ဩဘာမှဖြစ်ဘူးပဲထင်တာ။နောက်နေ့ကျမှအဲ့မှာသတင်းတွေတက်လာ။တက်လာတော့မှသမီးရဲ့ရင်ထဲမကောင်းတာလေ။သတင်းတွေတက်တိုင်းတက်တိုင်းဟောဒီဘာမှမသိနားမလဲတဲ့မူချိုကခလေးလေးတွေအိတ်ချိန်နော်။အိတ်ချိန်မှာအိတ်နေတော့ပျို့ကြွားရဲဆိုတာလေလေ။ တကယ်ကိုစိတ်မကောင်းတာသူတို့ဘွားလေးတို့သူတို့ဘာဖြစ်လို့ဖြစ်လိုက်မှန်းတော့သိမှာမဟုတ်ဘူးเนาะပြီးတော့မိသားစုတွေပေါ့တခွဲတပြားတွေဖြစ်ကုန်တာတကယ်ကိုခံစားရပါတယ်စိတ်ထဲမကောင်းကိုမိသားစုဆိုရင်ရောဘလုံးနေမလဲပေါ့เนาะအဲ့သတင်းတွေကိုမကြည့်ချင်လောက်အောင်မဲ့သတင်းတွေတက်လာတိုင်းစိတ်ထဲမှာစိုးနေနေအောင်ခံစားရတယ် ကိုတွေလည်းဒီလိုဘွားမျိုးမဖြစ်ချင်ဘူးသူတို့တွေကိုလည်းဟိုကျွေးရှင်ဒီဘွားနောက်ဆုံးမဲ့ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်နောက်ဒီလိုမျိုးကတ်ဆိုးဖေးဆိုးတွေနဲ့မကြုံကြပါစေနဲ့လို့အနိတကယ်လက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 ်ဆုတောင်းတယ်ခံလည်းမခံစားနိုင်တကယ်ဥစိတ်မကောင်းဖြစ်တာကျတဲ့ငယ်တချို့မှာဒီလိုမျိုးလေးတိတိမစိကြရဘူးမကြုံဘူးဟုတ်တမီးရဲ့တိတိတကယ်ကိုမကြုံဘူး ဟိုမထင်ထားပဲနဲ့အဲ့လောက်တောင်ကြီးတွေလူတွေအများကြီးထောင်ပေါင်းများစွာ ဖြစ်သွားတဲ့ဟာမျိုးကြီးလေဟိုကြောက်တာအော်ဟောဒါကတ်ဆိုင်နေရလားမသိဘူးပေါ့နော်အဲ့လိုကြီးတွေးပြီးတော့လေတော်တော်ကိုကြောက်တာတော်တော်ကြီးလဲတရားတွေလဲရပါတယ်ဟိုကိုဗစ်တုံးဟာထက်ကိုပိုဆိုးတယ်ကိုဗစ်တုံးဟာဒီလိုတေသွားတယ်တေသွားတယ်တေသွားတယ်အဆုံးမလဲအဲ့လိုပဲတခါဟိုကြောက်စရာကြီးပေါ့လောကကြီးကအော်ဒါကြီးကလဲဟိုယောဂါဇိုးကတ်ဆိုးကြီးပေါ့နော် အခုငလင်တိုင်းကြီးကြတော့ တော်တော်မကိုတော်တော်တည်တဲ့လူတွေနေရာကောမိသားစုနေရာမှာဟောဘလို့မအောင်မခံစားနိုင်ကြောက်လိုက်တာသူတို့ဘဝတွေဟိုကောင်းရမွန်ရရောက်ပါစေလို့တကယ်ကိုဆုတောင်းတယ်နောက်ပြီးတော့နောက်ဘဝဘဝတွေမှာလည်းဝကျွေးရှင်အခုဘက်နဲ့ပဲကြည်ပြီးတော့နောက်ဘဝဒီလိုမျိုးထပ်ပြီးမကြုံရပါစေနဲ့လို့ကိုရောခုနှစ်သားသမီးအားလုံးရောဒီလိုဘေးစိုးကပ်စိုးမျိုးတကယ်ကိုမကြုံစေချင်ပါဘူး ဟိုရှင်လားသေးလားမသိပဲနဲ့ဟိုကိုလူရှင်လားနိုးဟိုသေသွားပြီလားနဲ့ပူပန်ပြီးရပောင်းများစွာစောက်ရတာလေနောက်ပိတ်ဆုံးမှာ dead body တွေတွေ့ရတယ်ဆိုတော့ဟာလေတကယ်ဟိုဘလို့ခန့်စားရမယ်ဆိုတာကိုကိုချင်းစာပေးလို့တောင်မရတော့ဘူးသိရမလားဘလို့တွေများဖြစ်နေမလဲဆိုတာလေတကယ်တနာဖို့ကောင်းပါတယ်သူတို့တော့မသိဘူးကိုတော့လေကိုတွေဒါသူတို့နေရာမှာဆိုယူတောင်ယူသွားမလားမသိဘူးသိလား ပါသွားတာတွေကမိသားစုလိုက်တယ်နဲတာမှမဟုတ်တာခုနှစ်ယောက်ရှိရင်၅ယောက်လောက်အကုန်သေးတယ်၂ယောက်လောက်ရှင်းတယ်ဆိုတော့ကြည်ရဟိုထမင်းစားနေနေလဲအမတရားကတော့တော်တော်ကိုကြောက်မကောင်းတယ်ကြည်ဟုတ်ဘာဖြစ်လဲဆိုတော့ဟိုဒါမျိုးကလည်းသူကံပါလာတာပဲပြောရမှာပါပဲဘာဖြစ်လဲဆိုတော့တကယ်သွားလဲတဲ့အဲ့တွေကမသေးပဲနဲ့အိမ်ရှင်ကမုတ်ထွက်ဝဲလို့လွတ်တယ်เนาะအဲ့ဒါတွေလည်းတွေ့ရတယ်အဲ့မှာနေမှာနေတဲ့လူကရန်ကုန်ရောက်တခြားနေရာရောက်ပြီးတော့ အဲနေရလူတွေကအဲ့နေရာကိုရောက်ပြီးသွားတေကြတာလဲတွေ့ရတာအဲ့တော့ဒါဟာကံတရားတွေကတော့ဘာလာပြီးသားဖြစ်မှာပါဘာပဲဖြစ်ဖြစ်အဲ့လိုကံတရားမျိုးကြီးကိုတော့ဘသူမှမပါသေးခြင်းမအောင်ကလေးလေးတွေလေမူချိုးချောင်းပါလေမအေးတွေဘလောက်ခံစားရမလဲဒီသားတွေတက်တော်တွေမှာတက်တက်လာတာပိုဆိုးပိုရင်နဲ့မကောင်းအဲ့ကလေးလေးရလေအရန်ကိုကြောင်းတက်ချင်လွန်းလွန်းအစာတက်ချင်လွန်းလွန်းဟိုစာတွေစုံနေတဲ့ကလေးတွေဟိုမူချိုးလွယ်အဲ့ကလေးကို ဝယ်ဝယ်ပေးတာပေါ့မအေးရလေလိုချင်လို့ကြောင်ပျော့ပျော့ရှင်ရှင်နဲ့ကြောင်တက်နေတဲ့ကလေးတွေတည်သွားတာကျန်သူတို့ကသူတို့တည်မနှောင်တည်ပါမလားလို့ဒါပဲပျော့ပျော့လေးအမှုပညာသမားတွေကအဲဆဲခံရလဲအမှုပညာသမားတွေတည်ရမလားဝိုင်းဝန်းပြီးတော့ဝေမှန်ပုတ်ခတ်ခံရလဲအမှုပညာသမားတွေပဲဒါပေမဲ့ဒါပဲဖြစ်ဖြစ်အမှုပညာသမားတွေကစိတ်ရင်းနူးညံ့တဲ့လူတွေမဟုတ်လို့တကယ်တမ်းရေးချောင်းဆိုလို့ရှိရင်သူတို့မှာလှူချင်းတန်းချင်းစိတ်မေတ္တာကရုဏာစိတ်အပြည့်ရှိတာတော့တသက်သေးပါပဲ။ ပြုပြုသမျှအကုသိုလ်ကောင်းမှုဒါနတိလာဘာဝနာတွေကြောင့်ယခုငလင်းဘေးမှာခံစားနေကြရတဲ့ခொနည်းသားမီးပြည်သူအားလုံးအမြန်ဆုံးအစဉ်ပြေကြပါစေကံကောင်းကြပါစေငလင်းတန်ကြောင့်ဘဝတစ်ပါးတို့ပြောင်းသွားတဲ့သူတွေအားလုံးဒီလေကောင်းရာဘုံဘဝတို့ရောက်ကြပါစေဒီလိုခံစားချက်မျိုးဒီလိုအဖြစ်မျိုးဟာဒီဘဝမှာ နောက်ဆုံးသာ ဖြစ်ပါစေ။ဝတ်ကြွေးရှင်လည်းဒီဘဝနဲ့ပဲကြီးကြပါစေလို့အန်တီဖျားရှိကိုတိုင်းမေတ္တာပို့ဆုတောင်းပေးပါရစေ။ဟိုစိတ်သက်တွေမကြလိုက်ပါနဲ့မလျှော့လိုက်ပါနဲ့လို့ဘာပဲဖြစ်ဖြစ်တကယ်လို့ကိုမိသားစုပါသွားပြီဆိုရင်လည်းကံတရားဘလို့မှလုံးလို့မရတော့ဘူး။သူတို့မှဒီကံပါလာလို့ပဲဆိုပြီးတော့ဖြေပြီးသူတို့အတွက်ကုသိုလ်ကောင်းမှုလေးတွေ ပြုပေးပါအပြာတန်းဝေပါဒါပဲအကောင်းဆုံးလုပ်ပေးနိုင်တာရှိပါတော့တယ်သူတို့ကြောင့်ကိုစိတ်သက်ကြပြီးတော့ကိုလည်းရောတည်မယ်ဆိုရင်ကိုလည်းနောက်ထပ်ဖန်900 900ကဘာဒီလိုဟာမျိုးတွေနဲ့ပြန်ခံရမယ့်ဟာကြီးကိုမလုပ်ကြပါနဲ့လို့ကိုကိုကိုလေးကိုပဲပြန်ပြီးတော့စိတ်ကိုရောလူရောဟိုကြမ်းမအောင် ပြန်ဆောက်ရှောက်ပြီးတော့တည်သွားတဲ့သူတွေအတွက်ကောင်းရာမွန်ရာရောက်ဖို့ကုသိုလ်ကောင်းမှုလေးတွေသာပြုလုပ်ပေးကြပါလို့ပြောချင်ပါတယ်